ူဘူးเนาะတူတာမတူဘူးเนาะကိစ္စေဆိုတာကူတာကကူညီပံ့ပိုးပံ့ပိုးအဲကဲတာကအဲအတဲတွေကိုကဲတယ်တရားရနာတွေကိုပူဇော်ပေးတယ်အဲ့ဒါကဲကူတာကစားစရာသောက်စရာအိုးဆောင်စရာဟုတ်လားအဲ့ဒါကူ ဲ့တော့အခုမြန်မာနိုင်ငံလူမှုကိစ္စရေးအကင်းပြင်းနေပေါ့နော်။ပါခဲ့တာဟိုနေလို့တဲ့တည်နှားထောင်ပါလေ။ဟိုတည်ချိုးတွေတို့ဘာလို့တော့မနေတော့တွေ့မတွေ့ဘူးပေါ့နော်။မမထွက်ဘူးလို့ထင်တာပဲ။ဟုတ်ပါဘူး။နော်။ဟိုနေထင်တာတော့မထွက်လို့ပဲဖြစ်မှာပေါ့။တည်ချိုးတွေဘာလို့မထွက်ဘူး။ ါပေမဲ့ကောင်းမဲ့ဆိုရင်ပူရေးပူရေးကောင်းလေးလေးပူကောင်းလေးလေးပေါ့မဟုတ်လားဒါဒီလောက်ငါတာမန်ကြည့်ရင်ဘာမှမဟုတ်တယ်လို့လက်တွေ့ဒါလောက်ကြည့်မှပဲသိရတာမဟုတ်လားအဲ့လည်းဘဝနဲ့ကြည်လည်လည်းဘဝနဲ့ပြောကြလိုက်ရင်ဘာမှမဟုတ်တယ်လို့လို့အဲ့ဒါကိုတွေ့လဲတွေ့သွားကြည့် လောက်လိုက်တဲ့အခါကျတော့ဘလောက်ခဲခဲလဲဆိုတာဒီကရေတို့အတာကိုယ်တိုင်သိရပြီပေါ့ဟုတ်လားနောက်ဒုက္ခရတဲ့သူတွေလည်းပဲသူတို့ဒုက္ခဘလောက်ကြီးမားသလဲသူတို့ဘလို့ဘလောက်ခံစားရသလဲကိုယ်တွေ့မြင်မြင်တွေ့ရတဲ့ပုံကောဒီဘိုးပြီးတော့လှုပ်ပြီးချင်တယ်ကူညီပေးချင်တယ်ဆိုတဲ့စက်ရပို့ပြီးတော့ဖြစ်လာ မနေတို့ကိုယ်တိုင်ကတော့မသွားပြီမဲ့ဒါသွားတဲ့သူမနေတို့ကချိန်ပြီးတော့စဉ်းစားပြီးတော့ဘာဖြစ်လဲတိုင်းပေါ်မှာတွေ့ရတာနဲ့ကိုယ်တိုင်သွားတွေ့ရတာအမြင်ချင်းကမတူဘူးလေမဟုတ်လားတူရဲ့လားမတူဘူးဥမာကိုယ်တိုင်သွားတွေ့ရမှသူတို့ပြောတယ်ခံစားစရာဆိုရင်လည်းပြောပြလို့မကုန်တော့အောင်သူကဥမာကိုယ်တိုင်မြင်ရတာကိုဟုတ်တယ်မဟုတ်လားအဲဥမာမိသားစုပြောင်းတဲ့သူတွေ အလောင်းပဲတွေ့ရရင်ရပြီ။နည်းနည်းစိတ်ထဲမှာရှင်းထပြီပေါ့နော်။ဒါပေမဲ့ဘလို့မှမတွေ့တော့ဘူးဆိုရင်တို့ဘလို့ခံစားမလဲစဉ်းစားကြည့်ပေါ့။ရှင်းထဲမှာပေါ့နော်။အဲဒါကြောင့်သူတို့ကမှအလုံးပေါ့ဘဘလို့တော့နေစားဘာယာမှမြဲတယ်ဆိုတာမရှိဘူးဆိုတာအဲဒါကကြီးလို့လဲလုံရင်နဲ့အဲ့ဒီသတိလေးတန်ဝင်ကလည်းယူဖို့တော့အရေးကြီးတာပေါ့နော်။ဘလောက်ပဲကြီးကြဲကြီးကြဲအခု ဘာလဲဒုက္ခတိုင်းမို့လို့ဆိုရင် ကြီးကျယ်တယ်မဟုတ်လားအဲကြီးကျယ်တဲ့ဘဝကြီးဟာမိနစ်ပိုင်းမှာပဲပျောက်ကွယ်ပြစ်စီးသွားတယ်ဆိုတာဘုရားဟောတာတဲ့အနတ္တာဆိုတာဒါလေးကိုသာတကတစ်ခုလေးကြည့်လိုက်ကိုကမှန်လို့ရပြီလေဟုတ်တယ်မလားဒါကြောင့်ဘလောက်ပဲကြီးကျယ်ကြီးကျယ်ဘာမှအထင်ကြီးစရာမလိုဘူးကိုကိုကိုနောက်ပြီးတော့တယောက်နဲ့တယောက်ဟိုမုန်းစရာ ဟိုယံညှိုးထားเสียရတယ်လဲဘာမှထားเสียမလို့ပြည့်ရင်ခဏလေးပဲလေဟုတ်တယ်မဟုတ်လားအဲဒါကြောင့်အဲ့ဒါအဲ့လိုတတိတံဝေကနေယူပြီးတော့တကယ်လို့ကိုစိတ်ဓာတ်ကိုမြင့်တင်ပြီးရပေါ့မဟုတ်လားအရင်ကနည်းနည်းနှိပ်ကြသေးတယ်ဆိုရင်ပိုးပြီးတော့မြင့်လာအောင်မြင့်တင်ပြီးပေါ့ဒီကိုရလာတဲ့အတွေ့အကြုံကရလာတဲ့အသည့်တရားကိုတောင်းပြပြီးတော့စိတ်ဓာတ်လေးမြင့်တင်အဲ့လိုမျိုးရှိရတာပေါ့နော် အဲ့ဒါမှကိုသွားတာဩတဖဲကလည်းသူတော်ဘာအကူညီတွေကိုကိုကအကူညီပေးနိုင်ခဲ့တယ်တဖဲကလည်းဟိုစိတ်ဓာတ်ပိုင်းဆိုင်ရာလည်းပဲမြင့်မြတ်လာခဲ့တယ်ဆိုရင်အကျိုးနှမျိုးရသွားတာပေါ့မဟုတ်လားဘဝဆိုတာစိတ်ဓာတ်မြင့်ရင်ဘဝမြင့်တာပဲလေစိတ်ဓာတ်ကအောက်ကျရင်ဘဝလည်းအောက်ကျတာပဲအဓိကစိတ်ဓာတ်ပဲဘာကြီးပဲပိုင်ဆိုင်ရပိုင်ဆိုင်ရဘာကြီးပဲဖြစ်ရဖြစ်ရပေါ့နော် စိတ်တမြင့်များတယ်ဆိုတာမြင့်များတာပဲအခုလိုင်းပေါ်မှာဟိုအမြဲတမ်းလူတွေပြောပြောနေကြတဲ့ဘာချောင်းသမားလဲရေခဲချောင်းဟုတ်တယ်မဟုတ်လားအဲ့လိုသူလဲကြော်ရတာပဲသူစိတ်တကြောင့်ဖြစ်တာမဟုတ်လားအဲသူကဆင်းရဲတဲ့သူတော့မှန်ဆင်းရဲသားတော့မှန်တယ်ဒါပေမဲ့စိတ်တကအောက်တန်းကြနေမယ်သူကအဲ့လိုမထွက်လာဘူးဟုတ်တယ်မဟုတ်လားဒါစိတ်တလည်းတခုအဲ့ဒါပြလိုက်တာနဲ့ပဲအဲ့လိုမျိုးဖြစ်သွားတာဒါကြောင့်စိတ်တအရေးကြီးတယ်အရေးမကြီးဘူးလား အရေးကြီးတယ်ဥမာကိုဒီကစဲအလောက်ကိုကိုကောင်းဆောင်ပိုင်းပဲဖြစ်ဖြစ်ဟိုနောင်လိုက်တဲ့လူပဲဖြစ်ဖြစ်စိတ်ဓာတ်ကောင်းရင်သူ့ဟာသူကထင်သွားတာပဲဟုတ်တယ်မဟုတ်လားအေးလောက်ကင်တဲ့နေရာမှာမခုမကပဲနဲ့တကယ်စိတ်ပါလဲပါလှုပ်တယ်ဆိုရင်အဲ့ဒါသူ့လောက်ရကပဲသူ့ဘဝကိုမြင့်တင်ပြလိုက်မယ်ဟုတ်တယ်မဟုတ်လားအဲအဲ့ဒါကြောင့်မို့အဲ့လိုမျိုးစိတ်ဓာတ်လေးပါတခါတည်းမြင့်တင်ဖို့ဒီလို သူများတွခဲခဲကြတဲ့တဲ့အများကြီးဟိုတချို့ဆိုလို့ရှိရင်အဲ့ဒါအဲ့လည်းမရှိတော့ဘူးမိသားစုလည်းမရှိတော့ဘူးဒဏ်ရာဒဏ်ချက်တွေကလည်းရထားသေးတယ်ဆိုတော့သူစိတ်သာဘယ်တော့ကြောက်ဘူးကောင်းလဲဟုတ်တယ်မဟုတ်လားအဲအဲ့ဒါကိုကသူ့နေရာဝင်ပြီးတော့ကိုကိုနိုင်တဲ့အပိုင်းဆိုရင်ကိုကဲနိုင်တဲ့အပိုင်းဆိုရင်အဲတဲ့အဲ့ဒါအရေးကြီးတာပေါ့နော် ကဲအဲ့ဒါဆိုရင်မြတ်စွာဘုရားဟောတာတဲ့သင်္ခါ၁၄ပါးဒီနေရာမှာမှတ်သွားလိုက်နော်အဲဘေကံရေယောအပြောချူသာဘေကံရေယောအပြောချူသာသူကျောဆောင်ရွက်မပြည့်စေရာ သူကျိုးဆောင်ရွက်မပြည့်စေရာတန်တူကိုနှင့်အသင်္ထာပါစီယုံမှုစီလုံမှုလေးခုသင်္ကဟာပေကံရဲ့ရောအပြောချူသာပေကံရဲ့ရောအပြောချူသာ ုကျိုးဆောင်ရွက်မပြည့်စေရာသူတို့ဆောင်ရမပြည့်စီရာတန်တူကိုနဲ့အသိမ့်ထားပါတန်တူကိုနဲ့အသိမ့်ထားပါစီလုံးမှုစီလုံးမှုစီယုံမှုစီယုံမှုလေခုသင်္ကဟာလေခုသင်္ကဟာသူခြင်းမဲ့ပေကံရဲ့ယောပေကံရဲ့ယော အပြောချူတာ သူကျောဆောင်ရွက်မပြည့်စေရာတန်သူကိုနှင့်အသိထားပါစီလုံးမှုလေးခုစီယုံမှုလေးခုသင်္ကဟာသင်္ကတရားပဲလားဗာလဲအဲတရားလေးပါကျင့်နိုင်လေမိတ်တွေများတယ်ချစ်ခင်တဲ့သူတွေပေါ်တယ်ဟုတ်တယ်မဟုတ်လားသွားလေရမှာကိုမိတ်ဆွေတွေလှုပ်လှလာပြီးတော့ ထွက်လာကြမယ်ဒီတရားလေးပါနံပါတ်၁ကပေးကမ်းပေးသင့်တာကိုပေးနိုင်ရတယ်เนาะဒါအရေးကြီးတယ်တည်ပြီးခဲ့ရလားဘာပေးခဲ့လဲအေးအဲ့ဒါဗောအနာကိုကပူနေတယ်ဟာမကုမလို့နေတယ်ဆိုပေးလိုက်ဟုတ်တယ်မဟုတ်လားကိုထက်သူကပင်ပန်းနေဆိုရင်ကိုကမတောင်းနဲ့အစားပဲနဲ့သူ့အရင်ပေးလိုက်အဲ့လိုမျိုးစိတ်ဓာတ်မျိုးရှိရမယ်เนาะချင်းချင်းလဲ အပြင်ရလို့တဲ့ကိုတွေ့ရင်လည်းအဲ့လိုပဲပေါ့နော်အပေကံတဲ့အင်အားလည်းပဲမနေဘူးပေါ့နော်အဲအပေကံမှုရှိရမယ်နောက်ပြီးတော့အပျောချူတာအပျောချူတာဆိုတာဟိုပြောတဲ့အခါမှာအဓိကသူတို့ဘာမကြည့်ခိုင်ဘူးနော်သူတို့ကမကြည့်ခိုင်တဲ့အပြင်ကိုသူတို့ဘာလဲနားထောင်လို့စင်တီအောင်ကိုပြောနိုင်ရမှာပေါ့နော်အဲအဲ့ဒါလည်းလိုတယ်တဲ့စကားတခုံးနဲ့ပဲတချို့ကပဲလက်လံသွားတယ်ရှိတယ်လေ ပေါင်းရှင်တို့မဆက်ဆံရှင်တို့အဲ့လိုမျိုးပေါ့အဲ့စကားပြောတာအဲ့ဒါလို့တာပေါ့အဲ့နံပါတ်1အဲ့နံပါတ်3ကြတော့သူ့ကျိုးဆောင်ရွယ်တဲ့သူ့ရဲ့အကျိုးကိုပဲကိုကလူလာတဲ့ဆက်ရအမြဲတမ်းရှိရလှုပ်ပေးစရာရှိရင်လည်းအကျိုးလူလာတဲ့စိတ်နဲ့ပဲလှုပ်ပေးဒါကတော့ကာယကမေတ္တာလို့ခေါ်တာပေါ့အဲ့ဒါလည်းလူတယ်အဲ့ပြန်နံပါတ်4ကတန်တူကိုနဲ့အသင့်ထားပါအသင့်ထားပါ ကိုဘလိုပဲအဆင့်ရောက်ရောက်ဆက်ဆံတဲ့နေရာမှာကိုကိုကအမြင့်ကြီးမထားရဘူးအမြင့်ကြီးထားတော့တချို့ကမကျန်တဲ့လူတွေများတယ်ဟုတ်တယ်မဟုတ်လားအေးကိုကတန်းတူလည်းပဲတန်းတူကိုကထားနိုင်မယ်ဆိုလို့ရှိရင်ဘယ်သူမှကိုမမောဘူးအဲ့ဒါဩသူကသာရာတို့ကြည့်တာသူကသာအရာရှိပြတာအာစကားပြောတာအစ်စီပဲစင်ပြေတယ်အလိုအလိုခင်တဲ့စားတဲ့ပြောတယ်မဟုတ်လားအဲ့လိုမျိုးဖြစ်သွားရင်ကိုမေဆွေဖြစ်သွားရောဟုတ်တယ်မဟုတ်လား အဲ့ဒါဆိုရင်ဒီတရားလေးပါရှင်းသုံးနိုင်ကောင်းလားမကောင်းလားကောင်းတယ်ခေပြန်ဆိုလိုက်ဒီကံရေရောအပြောချူပါသူကျုံဆောင်ရွက်မပြည့်စေရာတန်တူကိုနှစ်အသိခါပါစီလုံးမှုစီယုံမှု